စ်ကောင်စီကမတရားဖမ်းဆီးအကျဉ်းချထားတဲ့သမရဦးမြင့်မြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုစစ်ကောင်စီရဲ့တရားခွင်မှာတွေ့မြင်ရတဲ့ CCTV ရုပ်သံမှတ်တမ်းတချို့ကို Britain အခြေစိုက် The Guardian သတင်းစာကဖော်ပြလာပါတယ်။တမိနဲ့နဲ့12စက္ကန့်ကြာမြင့်တဲ့အဲ့ဒီရုပ်သံမှတ်တမ်းမှာအတန်မပဝင်ပါဘူး။2022ခုနှစ် August 22ရက်ကတရားခွင်နဲ့2022ခုနှစ်ဒီဇင်ဘာ12ရက်ကတရားခွင်မြင်ကွင်းတချို့ဖြစ်ပါတယ်။ ရုပ်တံအရတရားခွင်အဖြစ်ပြုလုပ်ထားတဲ့အခန်းထဲမှာသမတဥဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ရပြီးတစ်ဖက်တစ်ချက်မှာတော့ရဲနှစ်ဦးအဆောင်ချထားတာတွေ့ရပါတယ်တရားခွင်နှစ်ခုလုံးမှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုအဖြူရောင်ဆွဲတာလက်ရှိအနှဲ့ရောင်လုံးကြီးဝတ်ဆင်ထားတာတွေ့ရပြီးပန်းမပန်းထားပါဘူးရုပ်တံမှာပါတဲ့2022ခုနှစ်ဒီဇင်ဘာ12ရက်ကတရားခွင်မှာတော့ NLD အစိုးရလက်ထက်ကဒုသမရခန့်အတာဝင်ပေးခံရသူဦးဟင်နရီဗန်တီယူ တက်သေးအဖြစ်လာရောက် trust ဆိုတာကိုတွေးရပါတယ်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကိုအမှု16ခုနဲ့ထောင်ဒဏ်33နဲ့သမရဥယျာဉ်ကိုအမှု6ခုနဲ့ထောင်ဒဏ်12နဲ့ချထားတာဖြစ်ပါရှင်